ောက်ထပ်သတင်းကိုဆက်ပြီးတင်ပြပေးကြပါမယ်ဒါကတော့ဗမောင်းမျိုးရဲ့အခြေအနေပါဗမောင်းမျိုးကို KI ပြပောင်း PDF ဖွဲ့တွေကစစ်သွေးကြောအဖွဲ့တွေကစက်တင်ဘာလ19ရက်နေ့မှာစပြီးတိုက်တယ်20ရက်နေ့မှာသူတို့မျိုးကိုထိချုံနိုင်ခဲ့တယ်ဒီရက်ပိုင်းမှာဒီဗမောင်းမျိုးထဲမှာရှိတဲ့ဗမောင်းမျိုးထဲမှာရှိတဲ့ဆေးရုံဆေးရုံထဲမှာရှိတဲ့ကျွန်တော်တို့ဒီဆေးရုံသုံးကိရိယာလေးခွဲစေကံကိရိယာလေးဆေးဝါးတွေအားလုံးကို KI PDF ဖွဲ့တွေကကားနဲ့တိုက်ထုတ်သွားပြီဆေးရုံတော့ဘာမှမရှိတော့ဘူး ပြီးရင်ကျွန်တော်တို့ဒီဌာနဆိုင်ရာယုံတွေပေါ့ဌာနဆိုင်ရာယုံတွေမှာရှိတဲ့ကွန်ပျူတာတွေပြီးတော့ကျွန်တော်တို့ဒီယုံလုပ်ငန်းတော်ပစ္စည်းအားလုံးလည်းတည်သွားတယ်မရှိတော့ဘူးပြီးရင်ကျွန်တော်တို့မြို့ပေါ်မှာရှိတဲ့ငွေကြေးချမ်းသာတဲ့သူတွေရဲ့အိမ်တွေကိုဖောက်တယ်ဖောက်ပြီးတော့ကျွန်တော်တို့ပစ္စည်းတွေကိုယူယူဆောင်တယ်ရိတ်ခါတွေဒီရိတ်ခါတွေပေါ့ဗျာတနည်းအားဖြင့်တို့တို့ရိတ်ခါတွေတို့ဆန်နေစီစားတွေကိုတက်ထုတ်သွားတယ်မျိုးပုံမှာတော့ဘာမှမပြောဟောင်းလောင်းမရှိတော့တယ် KIP တယောက်ဖွဲ့တွေဖောက်သွားပြီ အော်ပတ်ဆက်ရှိတဲ့အိမ်တွေဆိုလည်းဖောက်တယ်ဖောက်တယ်ဘာမှမရှိတော့ဘူးအမှန်တော့ခင်ဗျာဒီ NLD ထောက်ခံတဲ့အိမ်တွေလည်းဖောက်တယ်အကုန်ဖောက်ပါတယ်ပြီးသွားရင်သူကဒီဗမောက်ဗမောက်မြို့ပေါ်မှာရှိတဲ့အငိမ်းသားဝန်ထမ်းတွေရယ်ပြီးရင်ကျွန်တော်နိုင်ငံဝန်ထမ်းတွေအားလုံးတရားခန့်ကိုလည်းဖမ်းဆီးခေါ်ဆောင်သွားတယ်ဘယ်ကိုခေါ်ဆောင်သွားလဲဆိုတော့ကျွန်တော်မသိဘူးဖမ်းဆီးခေါ်ဆောင်သွားတယ်နောက်ဆုံးသိရတာကဗမောက်မြို့စေယုံထဲမှာရှိတဲ့မိဇက်တွေ ြီးရင်ဒီဓမ္မဆက်တွေဂဒင်းတွေဘက်ထရီတွေအင်ပါတာတွေခွဲစိတ်ကံသုံးပစ္စည်းတွေဆေးဝါးတွေပြီးရင်ကျွန်တော်တို့ဒီဝန်ထမ်းအဆောက်အအုံရှိတဲ့ဝန်ထမ်းတွေရဲ့စာနေစီတွေစားတွေလည်းအကုန်ယူဆောင်သွားတယ်အဝတ်စားတွေလည်းယူသွားတယ်ဘာမှမကျန်တော့ဗမောက်မြို့ထဲမှာတော့ KIP တက်ကအိမ်တိုင်းအိမ်တိုင်းကိုတအိမ်ပြီးတအိမ်ဖောက်တယ်ဖောက်ပြီးပစ္စည်းအလုံးကိုယူဆောင်သွားတယ်ယူဆောင်သွားတယ်ဗမောက်မြို့ရဲ့အခြေအနေလက်ရှိဒီဗမောက်ဗမောက်မြို့မှာတော့ကျွန်တော်တို့ဒီတိုက်ပွဲတွေရောဆက်ဖြစ်နေတယ် တိုက်ပွဲတွေဆက်ဖြစ်နေတယ်ပြီးခဲ့ရက်ကပြည်ပိုင်းကကျွန်တော်တို့ဒီဗမောင်းမြို့အနီးရွှေချောင်းကိုလုံချိုးပူပေါင်းစစ်ကြောင်းတွေကသိမ်းပိုင်နိုင်ခဲ့တယ်အဲ့ဒီတိုက်ပွဲမှာတော့ကျွန်တော်တို့ KIP ရအဖွဲ့ဝင်2ယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်ဖမ်းဆီးနိုင်ခဲ့တယ်တနတ်တနတ်နဲ့လဲ2ယောက်ပေါ့ဗျာလက်နဲ့လည်းပါတယ်ကြီးစံလည်းပါတယ်2ယောက်ကိုဖမ်းဆီးနိုင်ခဲ့တယ်ဖမ်းဆီးနိုင်ခဲ့တယ်အဲ့တော့တိုက်ပွဲတွေကဆက်ပြီးပြင်းထန်နေတယ်အဲ့တော့ဗမောင်းမြို့မှာတော့ကျွန်တော်ဆေးဦးမှာတော့ဘာမှမရှိတော့ဟောင်းလုံးဖြစ်သွားပြီဒါတော့ခင်ဗျာဒီဒီနဲ့တနေရာတော့မဟုတ်ပါဘူးခင်ဗျာ KIP ရအဖွဲ့တွေအပါဝင်လက်နက်ကိုင်ဖွဲ့ထုံနီးတူပဲ ထုံနည်းတူပဲအကုံဖောက်တယ်အကုံယူတယ်အကုံယူတယ်အဲ့တော့လက်ရှိဒီဗမောင်းမျိုးအခြေအနေမှာတက်မလို့ကတော့နေမြေရှင်းလင်းမှုတွေတောက်လျှောက်လုပ်နေတယ်ပြီးကြကြောက်ဖြူမျိုးနဲ့ကြောက်ဖြူမျိုးတိုက်ပွဲပေါ့ကြောက်ဖြူမျိုးနဲ့ပတ်သက်ရင်တက်မလို့ကကြောက်ဖြူမျိုး area ကိုအလုံးစုံထိန်းချုပ်ပေးသွားပြီကျွန်တော်တို့ကဒီရခိုင်မြနယ်အခြေအနေကိုဘာကြောင့်မပြောလဲဆိုတော့ရခိုင်မြနယ်ရဲ့အခြေအနေကိုတင်ပြရမယ်ဆိုရင်တက်မလို့ကစေရအာသာချက်တွေအများကြီးရှိတယ်အများကြီးရှိလို့ကျွန်တော်မပြောတာနောက်တဲ့အခြေအနေကမြိုင်ဒေသပေါ့မြိုင်မျိုးနယ်မှာဆိုရင်တော့ကျွန်တော်ပြည်သူစီကြီးပါရှိပါတယ် တော့ twin မာတို့ဗျာတရက်ကန်တော့အဲ့ဒီကြီးွားတွေမှာတော့ရိတ်ခါပြတ်တောက်မှုတွေကြုံရပြီပြီးပြီးကလေးကအဲ့ဒီဒေတာကျွန်တော်တို့မိတ်ဆွေတွေဖုန်းဆက်ပြီးပြောပါတယ်အဲ့တော့ကြီးွားမှာကျွန်တော်ရိတ်ခါပြတ်လို့တွေ့ဆံပြုံးပြုတ်တောက်နေရလို့ပြောပါတယ်အဲ့တော့ဒီချိန်နဲ့ပတ်သက်ပြီးတော့ဒီသက်ဆိုင်ရာအကြီးအကဲများဖြည့်ရှင်းပေးဖို့လဲဒါဒေတာကန်ပြည်သူတွေတောင်းဆိုလဲရှိပါတယ်